တိရူကဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်2025 2026ပညာသင်နှင့်ပထမနှစ်ဝက်နှစ်ဝက် first semester ဆာမွေဘဲစတင်ပါပြီဒီဆာမွေဘဲကတော့ MA တန်းတွေ BA တန်းတွေ Diploma တန်းတွေဖြစ်ပါတယ်ဒီတန်းအလုံးက အသက်ကန့်သက်ချက်ရှိပါတယ်။ပညာရည်ချင်းကန့်သက်ချက်ရှိပါတယ်။အဲဒီလူဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေများပါတယ်။ယဟန်တိလရှင်လူငယ်တွေများပါတယ်။ခုဖြစ်နေတဲ့တန်းတွေကတော့မဟာဝိဇ္ဇာတန်းအမီရန်နဲ့ဝိဇ္ဇာတန်းဗီရန်နဲ့ နောက်တစ်ခါနောက်တန်းကအတန်းငယ်ကဒီပလိုမာဓာတ်နေဖြစ်ပါတယ်ဒီကဘာဝုဒ္ဒတက္ကသိုလ်ရန်ကုန်ဤ2025-2026ပြည်ရတင်နဲ့ပထမနှစ်ဝယ်ဆောင်ပွဲဖြစ်ပါတယ်ဒီကနေ့စတင်ပါလအဲစတင်ပါလမဟုတ်အော်တိုဘာလတည့်ရဖြစ်ပါတယ်အော်တိုဘာလတည့်ရ စတင်ပြီးဖြေကြတာဖြစ်ပါတယ်၄ရက်ပြည့်မှာဖြစ်ပါတယ်အော်တိုဘားက၁ရက်၂ရက်၃ရက်၄ရက်ဖြေကြမှာဖြစ်ပါတယ် ဘာနေဝဲစာမွေးဖြစ်နေကြတာဖြစ်ပါတယ်။ yeah, အမေရန်ဘီဒန်ဒီပလိုမာဒန်အမေရန်နှစ်နှစ်ဆင်မစတာ၄ခုဖြစ်ပါတယ်ဘီဒန်က၃နှစ်ဆင်မစတာ၆ခုဖြစ်ပါတယ်ဒီပလိုမာဒန်ကအဲနှစ်နှစ်ဆင်မစတာ၄ခုဖြစ်ပါတယ်ပြည်ထောင်ဒီပလိုမာတန်း အမေရန်ဝင်ခွင့်ចောင်းသားများအတွက်တည်တံ့ကြောညာပေးထားတာဖြစ်ပါတယ်။ဝင်ငယ်အားလုံးသည်အ ਨੇ ဆုံးဒီပလိုမာရန်သည်ပရမဂျီရန်အောင်ဖြစ်ရမယ်။အသက်30အောက်ဖြစ်ရမယ်။လူပုဂ္ဂိုလ်များဆိုရင်10ရန်အောင်ပြီးဖြစ်ရမယ်။အသက်30အောက်ဖြစ်ရမယ်။နောက်ပြည်ရန်အတွက်ကြတော့အ ਨੇ ဆုံး သာသနာတစဓမ္မစီယအဖွဲ့ရခဲ့ရမှာဖြစ်ပါတယ်။ဆိုရဓမ္မစီယအဖွဲ့ရခဲ့ရမယ်အသက်35အောက်ဖြစ်ရပါမယ်။အသက်30အောက် sorry အသက်30အောက်ဖြစ်ပါတယ်။မဟာဝိဇ္ဇာတန်းကျမ်းမှာအသက်35ဖြစ်ပါတယ်။အားလုံးဟာဓမ္မစီယတန်းပြီးရောမှာဖြစ်ပါတယ်။နောက် MA တန်းကျတော့ဓမ္မစီယတန်းပြီးရတဲ့အပြင်တက္ကသိုလ်တစ်ခုခုကနေပြီးတော့ BA ဘွဲ့တွေရပြေးရမှာဖြစ်ပါတယ်။ ဲ့လိုအပြင် BA ပြီးတဲ့ပုဂ္ဂိုလ် MA ပြီးတဲ့ပုဂ္ဂိုလ်တွေ BA ရှိတဲ့အန်းဆိုတာ ရှိပါတယ်ပါရဂူတန်ကျမ်းပြူတာနာရှိပါတယ်အဲ့ဒီတန်းလေးလည်းစတင်ဖွင့်နေဖွင့်နေပါပြီ MA တန်းကတော့2 year school ဖြစ်ပါတယ် semester 4ခုပြီးတာနဲ့အကျမ်းပြူရမှာဖြစ်ပါတယ်ကျမ်းတစ်စောင်ပြူပြီးကျမ်းတင်ပြီးတာနဲ့ Viber post ထိုင်ပြီးတာနဲ့သူဟာ certificate ရမှာဖြစ်ပါတယ် BA တန်းမှာတော့ ဒါက Google Glass တွေပဲတရတာဖြစ်ပါတယ်။ပုံမှန်တန်းနေတဲ့ပုံမှန်အောင်ရင်သူကအပွဲရတာဖြစ်ပါတယ်။ကြံပြူစရာမလိုပါဘူး။မဟာဝိဇာရန်နဲ့ဘီရှိတန်းကြတော့ကြံပြူရတာဖြစ်ပါတယ်။ဒီကဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်။ဒီကဘာဗုဒ္ဓတက္ကသိုလ်စကိုင်းဒီကဘာဗုဒ္ဓတက္ကသိုလ်မန္တလေးဒီတက္ကသိုလ်၃ခုကတစ်ချိန်နဲ့တစ်နှစ်တည်း တစ်ချိန်နဲ့ sorry တစ်ချိန်နဲ့နိုင်ရတူဖြစ်ပါတယ်စရိုင်းတိရကဘာဝုဒ္ဒတက္ကသူမန္တိတိကဘာဝုဒ္ဒတက္ကသူရန်ကုန်တိရကဘာဝုဒ္ဒတက္ကသူတက္ကသူသုံးခုကစပွဲရက်တူပါတယ်အချိန်နဲ့တူပါတယ်ကြာထန်းကျန်းစာတွေလည်းတူပါတယ်95ရာခိုင်နှုန်းတူပါတယ်အဲမိကွန်ထုတ်တဲ့ခါမှာကိုကိုတက္ကသူနဲ့ကိုဆရာနဲ့ကိုပဲဖြစ်သွားတာဖြစ်ပါတယ်အရင်တော့ကတော့တက္ကသူသုံးခုကနေပေါင်းပြီးတော့ အဲသုံးဘုဆာပြီသုံးဘုဆာလေးဘုဆာပြီလေးဘုဆာပြီပေါင်းထုတ်ပြီးတော့ပေါင်းထုတ်ကြတာဖြစ်ပါတယ်ခုတော့ကိုတက်ကတူရဲ့မေခွန်းနဲ့ကိုဖြစ်သွားပါတယ်သို့တော်လည်းပဲပြဋ္ဌာန်းကျမ်းစာတွေကအားလုံးတူတူပါဖြေရတဲ့ရက်လည်းတူပါဖြေရတဲ့အချိန်လည်းတူတူပါပဲ